ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဆိုနာရိုရဲ့သားတွေဟာဘရာဇီးလီးယားမျိုးကဖရရဲတပ်ဖွဲ့ဌာနချုပ်ကိုတွားရောက်ပြီးသူတို့ဖခင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။အဲဒီမှာအင်္ဂါနေ့ကတရားရုံးချုပ်ကသူတို့ဖခင်ကိုထောင်နဲ့28နှစ်ကျော်အမိန်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဘိုဆိုနာရိုရဲ့တာကြီးဖြစ်တဲ့ဖလာဘီယိုကဒီဒီယာစီရင်မှုတွေဟာချိုတီစီစဉ်ထားပြီးဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲသွားပါတယ်။ ကျွန်တော်တို့မြင်နေရတာကဒါဟာပုံမှန်တရားရေးလုပ်ငန်းစဉ်တစ်ခုမဟုတ်တော့ပါဘူး။ဟိုးရင်ကလေးကကြိုတင်စီစဉ်ထားပြီးအနာသုံးဖိအားပေးမှုတစ်ခုပဲဖြစ်ပါတယ်။မှုဖိုင်တွေထဲမှာပါတဲ့အချက်တွေနဲ့ဆုံးဖြတ်တာမဟုတ်ပဲဘယ်သူဘဲဝါဆိုတာအပေါ်မှာဆုံးဖြတ်တာပါ။ဒါတွေအားလုံးကြိုတင်စီစဉ်ထားတဲ့ကစားပွဲတစ်ခုပါလို့ဖလာဘီရိုကပြောပါတယ်။သမရဟောင်းဘိုဆိုနာရိုဟာ2022ခုနှစ်သမရရွေးကောက်ပွဲမှာရှုံးနေပြီးနောက်အနာသိရင်ကြံစီမှုနဲ့ထောင်နဲ့29နှစ်နဲ့3လချမှတ်ခံခဲ့ရတာပါ။ င်္ဂါနေ့စောပိုင်းမှာဘရာဇီးတရားရုံးကဘိုဆူနာရိုရဲ့အမှုကိုတရားဝင်ပိတ်သိမ်းခဲ့ပြီးယူကန်ဝင်ခွင့်အားလုံးကုန်ဆုံးသွားပြီဖြစ်လို့ပြမှုထင်ရှားကြောင့်အမိန်ဟာအတည်ဖြစ်သွားပြီလို့ဆုံးဖြတ်ခဲ့ပါတယ်။ဘိုဆူနာရိုဘက်ကရှင်းနေတွေကတော့မှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိသေးပါဘူး။သမရာဟောင်းဘိုလ်ဆိုနာရိုဟာပြီးခဲ့တဲ့စနေနေ့ကလေးကဘရာဇီးဖက်ဒရယ်ရဲဌာနချုပ်မှာဖမ်းဆီးထိန်သိမ်းခံလာရတာပါသူခြေချင်းဝတ်မှာပတ်ထားတဲ့ electronic စောင့်ကြည့်ကိရိယာကိုခဲစော်ကန်နဲ့ဖျက်ခဲ့တယ်လို့ဆွဆွဲပြီးအာနာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ် တနင်္ဂနွေနေ့ကတရားရုံးထွက်ဆိုချိန်မှာသူထွက်ပြေးဖို့ရွယ်ချက်မရှိခဲ့ဘူးဆရာဝန်တွေကညွန်ပေးထားတဲ့စေတွေကြောင့်စိတ်ကစင့်ကလေးအားဖြစ်ပြီးအဲ့ဒီကိရိယာကိုဖျက်မိတာပါလို့ညင်းဆန်ခဲ့ပါတယ်ဒီကြောင်မှုတစ်ခုမှလည်းဘိုလ်ဆိုနာရိုဟာသူ့ပေါ်တရားဆွဲဆိုမှုတွေကိုဟန့်တားဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတောင်းဆိုခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဘရာဇီးယားမှာနေအိမ်ခြေချုပ်ရက်တရာကျော်ထိမ့်သိမ်းခံခဲ့ရပါသေးတယ်ရှင်။